ခုတခါတော့ဆရာကစနေသားသမီးတွေလက်ကိုပြောပြပေးမှာဘာလို့လို့ ਨੇ 2025ကိုကုန်လို့2026ကိုရောက်လာတော့မယ်အဲ့တော့အခုဆိုရင်ဆရာဒီဗီဒီယိုတွေရိုက်နေရဆိုလို့ရှိရင်အဲ17လပိုင်းဇန်နဝင်ဘာလရှိပြီပေါ့နဝင်ဘာလလယ်လောက်ရိုက်နေရဆိုတော့ဆရာဒီဇင်ဘာလောက်မှာ quality မိတ်ဆွေတို့မြင်ပါဆိုတော့အဲဘာလို့လို့ ਨੇ ဆရာတို့2025 2025 Hermes ဟာမေဆိုတဲ့နှစ်ကိုကြော်လွန်လာပြီဖြစ်တဲ့တော့မိတ်ဆွေစနေသားသမီးမိတ်ဆွေတို့အနေနဲ့အဲ2025ခုနှစ်မှာမိတ်ဆွေတို့ရဲ့ကံရှင်တွေဘလို့ရှိခဲ့တယ်လဲမိတ်ဆွေကံကောင်းတဲ့ထဲမှာပါသလားကံညံ့တဲ့ထဲမှာပါသလားဆရာဆရာကိုမှတ်ပေးပါဦးဒါအပြင်2026ခုနှစ်အတွက်တနစ်စာဟောစတဲ့နေ့ကိုဆရာငင်နာမှာမှာယူရရှိနိုင်ပြီဆိုတဲ့အကြောင်းနဲ့2026ခုနှစ်ဆရာလာမယ့်တကူးကိုတော့1388ခုနှစ်အတွက်အဲတနစ်စာဟောစတဲ့အောင်လို့ဆရာ တယောက်ရှင်းစီတော့ဆရာဟောစရာမပေးနိုင်တော့ဘူးဆရာလည်းအလုပ်တွေများတဲ့အတွက်2026အတွက်တနစ်စာကိုတော့ဆရာပေးလိုက်မယ်မနစ်ကမရတဲ့မိတ်ဆွေများအတွက်ဒီနှစ်ကိုပို့ပြီးတော့အားဆိုင်ပြီးကျွန်တော်အားဆိုင်ပြီးထည့်ပေးတာရေးပေးပါမယ်ဒါအပြင်ဆရာရှင်မှာကြိုတင်တော့စီရင်ပေးပါဆရာလည်းနည်းနည်းလူများတော့လေတယောက်ရှင်းစီတိုင်းကို မိတ်ဆွေတို့အတွက်တနည်းစားကျမ်းမာရေးစီးပွားရေးအစားလို့နေသားကနဲ့ရှောင်းဝါးစပြီးတော့ဆရာရေးပြတာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ယူဘူးတဲ့သူလည်းတိမယ်ဆရာအရှားရဲရာတွေပါတဲ့ပြင်ကိုလက်ဆွဲအိတ်နဲ့လည်းဆရာငယ်လက်ဆွဲအိတ်နဲ့လည်းတချို့ကတန်နေပြီလို့ပြောပါတယ်ကဲကောင်းပြီစနေတွေအတွက်ဆရာစလိုက်အောင်ဆရာနာမတနည်းစားဟောစရာမှာလူလည်းမိတ်ဆွေများခွန်ကိုတုံညာနေကိုတုံညာ၄၁၆790290416ဝါအာ Telegram မှာဖြစ်စေ Viber နံပါတ်963 5050 5နဲ့မှာဖြစ်စေဆက်သွယ်မေးမြန်းနိုင်အောင်ပြောရင်းနဲ့စနေတွေအတွက်စလိုက်အောင်ကိုရချစ်စားခွန်းနဲ့မှာ ဇဗူဒီပါလက်ရတောင်ကျွန်းဩဘာနမိတ်ထွန်းဆိုတဲ့အထွန်းအိမ်မှာတည်ရှိတဲ့စနေတွေဘလို့လဲဆရာပြောပါတယ်တကူးကြော်ရင်ကောင်းလာမယ်ဆိုတာမိတ်ဆွေတို့စနေသားသမီးမိတ်ဆွေတို့အနေနဲ့ကံကောင်းတဲ့ပတ်မှာအခုတော့ရောက်ရှိနေပြီမလားတနေ့ရရတခုခုမှာအထိုင်လေးတော့ကြာနေတာကျင်းသေးသေးကြပါတယ်သို့တော့စနေသားသမီးမိတ်ဆွေတို့အနေနဲ့2025ခုနှစ်မှာကောင်းလာရီဆိုတာတွေဘလောက်ပဲဆိုးဆိုးညံ့ညံ့ထားခဲ့လိုက်တော့2026မှာဘာတွေလုပ်တဲ့လဲအခုလာမယ့်နိုဝင်ဘာဒီဇင်ဘာ လာအတားအပြင်နှစ်တက်မှာကန်စတာတွေကောင်းအောင်ဘာတွေပြုလုပ်တင်တယ်လဲဆိုတော့ဆရာတို့ကြိုတင်ပြောလိုက်ရအောင်ပဒီဒိဋ္ဌာန်အနေနဲ့စိတ်လိုတဲ့မိတ်ဆွေများ2026ခုနှစ်အတွက်ကန်စတာတွေတိုးတက်စေရန်အတွက်ပဒီစိတ်လိုတပါဆိုရင်တော့ယတိယဥက္ခဏီရဲ့အရဟံသူဇံအလားလိနံအတုလံစရဏံတိပူပါတမယမကအဲ့ဒီရဲ့တနာသိတိလို့ခေါ်တဲ့ငွေလုတ်ဆက်လို့ခေါ်တဲ့ဂါရာလေးကိုပဒီစိတ်ပေးပါအများကြီးမစိတ်ပါနဲ့ခမရခုနှစ်ပတ်ပဲစိတ်ပါထူးထူးခြားခြားကောင်းမွန်လာပါလိမ့်မယ် ခုနှစ်ပတ်ကိုအားမရဘူးဆရာကြီး၁၈ပတ်ပဲစိတ်ပါထူးထူးခြားခြားကောင်းမွန်ပြီးတော့ကံကောင်းလာပါလိမ့်မယ်ဒီထက်ပို့ပြီးခြင်းနဲ့ဆိုရင်တော့၂၈ပတ်ဒီထက်ပို့ပြီးများခြင်းနဲ့ဆိုရင်၁၀၈ပတ်တာစိတ်လိုက်ဂျိမ့်တယ်အစင်ကိုပြေလာမှအသေးချာပဲဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့စနေသားသမီးမိတ်ဆွေတို့ဒီ2020ခြောက်ခုနှစ်အတွက်ကိုအခုကစပြီးတော့ရတေးဥက္ခဏီရဲ့ဒနာသိရှိဆိုတော့ကာတာလေးကိုစိတ်ပါထူးထူးခြားခြားနဲ့အပြောင်းလဲတွေများစွာရရှိတတ်ကြောင်းနဲ့တချို့မိတ်ဆွေဟောင်းနေဆိုရင်တည်တယ် ဒီဂုံတော်ပတိလေးကမိတ်ဆွေတို့အတွက်အထူးကိုအင်မတန်ကိုစွမ်းကြောင်းနဲ့ဆရာကြီးတနေ့ဆို28ခေါက်လောက်တာတော့ငွေဝင်နေဆိုတဲ့မိတ်ဆွေများလည်းရှိရအသေးချာပဲဖြစ်တဲ့အတွက်စနေသားမိတ်ဆွေတို့ဒီ2026ခုနှစ်အတွင်းမှာကံကောင်းစီဖို့အတွက်အခုကစပြီးရသေးဥခတ်နေရဒနာသိတ်တိလို့ခေါ်သောဂါရာကူတာရွတ်ဆိုထားဖို့လိုအပ်ကြောင်းနဲ့ နှုတ်ကနေပြီးတော့အရန်သူစံလာလိတဲ့ဘောရီတာအာရီကိုကာလာလေးတာအများကြီးရွတ်ထားဖို့လိုအပ်ကြောင်းဆရာကထပ်လောင်းပြောလိုပါတယ်။ကောင်းပြီ2025ခုနှစ်ထဲမှာစနေသားသမီးမိတ်ဆွေတို့အနေနဲ့ကန်စာတာအားဖြင့်ဆိုရင်ဆရာတို့မိတ်ဆွေတို့2025ခုနှစ်ဟာမိတ်ဆွေတို့အတွက်ဘာကိုမဆိုအဲ တခုခုတော့အဖတ်တင်ခဲ့တယ်အကျိုးဖြစ်ခဲ့လိမ့်မယ်ဒါအပြင်စုံချုံစရာလေးတွေဆိုလို့ရှိရင်တော့အသေးအဖွဲလေးတွေရှိတယ်ဆိုပေမဲ့ငွေကြေးနဲ့ပတ်သက်လို့ရှိရင်လည်းအဖတ်တင်စရာလေးတွေများစွာရရှိတတ်တဲ့နှစ်ဖြစ်ခဲ့တယ်မိတ်ဆွေကောင်းအပေါင်းအသင်းကောင်းတွေအကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေရရှိတတ်တယ်လို့ကိုနာမှာအဆင်မပြေတဲ့ကိုနာကပြိုင်ဆိုင်တဲ့ကိုနာမှာအကူအထင်မြင်လွဲပြီးခေါ်ယူထားတဲ့သူတွေနဲ့လည်းဝေးကွာပြီးတော့ကိုနာမှာကိုကို တကယ်တမ်းဒုက္ခရောက်တဲ့အခါအခက်ခဲရောက်တဲ့အခါကုညီမဲ့မိတ်ဆွေကောင်းတွေပေါင်းသင်းကောင်းတွေကိုလည်းစုံတွဲခဲ့မှာအသေးချာပဲဖြစ်ကြောင်းထပ်လောင်းပြောလိုက်ပါတယ်ဒါအပြင်တပည့်ကောင်းသာသမီကောင်းတွေရဲ့အဆက်အသွယ်ကောင်းတွေကုညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိတတ်ပြီးတော့အိုးအိမ်ချမ်းမြေနေရာထိုင်ခင်းတဲ့ပတ်တိုင်လည်းဘိုင်ဆိုင်နာမျိုးအပြောင်းလဲဖြစ်ခဲ့တာမျိုးရရှိတာမျိုးတွေကြုံတွေ့ခဲ့ရတာအသေးချာပဲဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီဒါအပြင်စနေသာသမီမိတ်ဆွေတို့ဒီ2020 ငါ့ခုနှစ်ထဲမှာဆိုရင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်လို့ရှိရင်လည်းစိတ်လူလိုက်ရကိုကိုယ်တိုင်လုပ်ခဲ့ရမယ်ဒါပေမဲ့အလုံးနဲ့ပတ်သက်လို့တော့စိတ်ပန်းလူပန်းလုပ်ငန်းပြရဲ့လုပ်ကြိုင်နေတော့ပေါ်ခဲ့တာကတော့အတိအကျပဲဖြစ်တာကတော့သိကြပါတယ်ကိုလုပ်တဲ့လုပ်ငန်းတစ်ခုပေါ်မှာလိုက်ပြီးတော့ပြန်ဆိုင်ပြီးလိုက်လုပ်တာမျိုးကိုလုပ်တဲ့လုပ်ငန်းတစ်ခုပေါ်မှာလိုက်ပြီးတော့ရှင်းပြန်ပြီးလိုက်လုပ်တာကတော့ဒါကတော့လူပဲဗျကျုံတွေ့ရမှာသူဆိုစနေသားသမီးမိတ်ဆွေတို့အနေနဲ့အဆောင်အနေနဲ့စောင်ကျင်တဲ့ဖဆိုရင်တော့6000ကျယ်လေးရှိပါတယ်6000ကျယ်ကိုမသိရင်ဆရာ ဆရာမိတ်ဆွေစနေသားသမီးတွေတို့အရင်ခင်လုံးလို့ချစ်လုံးလို့ပေးလိုက်ပါမယ်။ဆရာငယ် logo တချို့တွေ့ပုံမှာပါလူတရ logo မှာသတိကံလေးဆွဲလိုက်အဲ့ဒါကွန်ပျူတာမှာတော့ရှာရင်တော့မရှိဘူး။သတိကံလေးဆွဲလိုက်ပါ။နောက်ပြီးတော့အဲ့ဒီသတိကံလေးကိုပဲထပ်ပြီးဆွဲလိုက်ပါ။သတိကံနှစ်ထပ်6000ကျယ်လေးကိုသုံးလိုက်ပါ။မျက်စိတည်းမြအောင်ဆရာဘလို့အတိတ်ပဲနဲ့သုံးတာလေ။ဥပမာပေါ့ဆရာငယ်နေသားဆိုလို့ရှိရင်ဆရာထားပါတော့ဆရာကနေသားတစ်ခုဆိုရင်ဆရာနေသားကိုအလယ်မှာလူတရလို့ဆရာကအလယ်မှာနေလိုက်မယ်။တနင်္ဂနွေတနင်္လာအင်္ဂါဘုတ်တပုကြာစာပရိတောက်ကြ။ဟောကွာထားပါတော့အလယ်မှာစနေဆိုရင်စနေ။ ကိုနေသားကိုလည်းမနေလိုက်တော့ကြံတဲ့6ထောင်မှရှိတဲ့ဘယ်နေသားကိုတိုက်ခိုက်တိုက်ခိုက်အတိုက်ခိုက်တွေกินပြီးတော့ကိုကလုံခြုံမှုအေးချမ်းမှုတွေရရှိတယ်ဆိုတော့အတိတ်ပဲနဲ့ပေါ်ကုန်ပါပြီဆရာရဲ့လူကချက်တယ်အဲဆိုတော့အဲ့ဒီလိုမျိုးဆရာရွေချက်နဲ့ဆွဲတာဖြစ်တဲ့အတွက်ကိုရဲ့နေသားဆရာကလူတရဆိုတာလေးနေလိုက်လို့ရှိရင်ဂျားမှာနေသား6ခုရှိတယ်ကိုနေသားအလဲမှာလေးအဲ့တော့ဘယ်ကနေပြန်ပြန်တိုက်ခိုက်กินတယ်ဆိုတဲ့အတွက်မိတ်ဆွေတို့အတွက်အထူးတန်ဖိုးရှိတဲ့ရေရာလေးကိုဆရာပြောလို့ကြောင်းတယ်ဆရာရဲ့ ပြက်ကြရင်ရေရာလေးတွေ లై ట్ လုတ်လို့လိုအပ်ကြောင်းနဲ့ဆရာအမိတ်ပြန်တဲ့ရေရာလေးတွေ లై ట్ လုတ်မယ်ဆိုရဲ లై ట్ လုတ်ဖို့လိုအပ်ကြောင်းဆရာကထပ်လောင်းပြောလို့ပါတယ်ဒါအပြင်စနေသားသမီးမိတ်ဆွေတွေ2026ခုနှစ်တည်းမှာကန်စားတာတွေတိုးတက်မှုကံကောင်းမှုတွေရရှိမှာအသေးချာဖြစ်ကြောင်းနဲ့မိတ်ဆွေ2026ခုနှစ်အတွင်းမှာမိတ်ဆွေစနေသားသမီးတွေနေနဲ့ကန်စားတာတိုးတက်စီဖို့ကံကောင်းစီဖို့အတွက်ထောက်ကူဖြစ်စီဖို့အတွက်စနေသားသမီးမိတ်ဆွေတို့အနေနဲ့ ြုလို့ရမယ်ရေရရာအနေနဲ့ဆိုရင်တော့ဆရာအခုဖော်ပြပေးတဲ့ရေရရာလေးတွေကိုတေချာလိုက်လို့ဖို့လိုအပ်ကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့2026ခုနှစ်အတွက်ကန်စတာကတော့စနေတွေအတွက်ညံ့နေတဲ့ထဲမှာလုံးဝမပါကြောင်းနဲ့အရာရာကိုဥစည်းဥဆောင်ပြီးတော့ခြေတို့ဆောင်ရလှုပ်ဆောင်ရမှာတော့အသေးချာပဲဖြစ်ကြောင်းပြောရင်းနဲ့ကဲဆရာမိုးလက်ရှုပ်နေပြီဆိုတော့စနေတွေအတွက်နောက်မှာအေးအေးဆေးဆေးလဲဆရာထပ်ပြောပေးမယ်ဒါအပြင်စနေသားသမီးမိတ်ဆွေတို့ကန်စတာကောင်းစီရန်အတွက်ဆရာငယ်ရဲ့ဟောစတန်းရေရရာလေးလိုက်ဆောင်ကြည့်ဖို့လိုအပ်ကြောင်းနဲ့ဆရာမိတ်ဆွေတို့အနေနဲ့2020 6ခုနှစ်ဟာလဲစနေတွေတော့ညံ့နိုင်စရာမရှိကြောင်းနဲ့ဘာကိုမစိုးကိုယ့်ရဲ့အမိခတ်လှုပ်ခြင်းဥဆောင်လှုပ်ခြင်းဆိုင်းဘုတ်တင်လှုပ်ခြင်းအမိခတ်လှုပ်ခြင်းတွေတော့အမှန်ကောင်းမွန်ပြီးတော့ဘာကိုဖြစ်ဖြစ်ငကိုကကိုယ့်ရဲ့အိမ်အောင်ဘက်နဲ့ပတ်သက်လို့ဥဆောင်နေတာမျိုးငကိုကတဦးတယောက်ဥဆောင်နေရင်ကိုယ့်ရဲ့အမိခတ်လှုပ်လိုက်တာမျိုးရှေ့တို့ဆောင်ရလှုပ်ဆောင်လိုက်တာမျိုးတွေကအားသာကောင်းမွန်တိုးတက်ပြီးတော့ကံကောင်းစီမဲ့နှစ်ဖြစ်ကြောင်းနဲ့ရဲရဲဝန်းနဲ့မိအမိခတ်လှုပ်ခြင်းဆိုင်းဘုတ်တင်လှုပ်ခြင်းရှေ့တို့လှုပ်ခြင်းဆောင်ရွက်ခြင်းတွေကမိတ်ဆွေတို့အတွက်2026မှာကံကောင်းမှုတွေရရှိမှာ တေးကြတယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲဒါကတော့ဆရာက2025ခုနှစ်အတွက်ကုန်ငန်းကြီးမှာမိတ်ဆွေတို့ရဲ့အခြေအနေနဲ့2026မှာဘာတွေပြင်ဆင်ထားရမလဲဆိုတော့ဆရာကပြောရင်းနဲ့900သား600သားသမီးတွေအတွက်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာငင်နှမ်းမှာမိတ်ဆွေတို့အနေနဲ့ပြန်ส่งကြရအောင်ဆရာငယ်ရဲ့ဗီဒီယို Facebook page မှာဖြစ်စေ YouTube channel မှာဖြစ်စေကြည့်လို့ရကြအောင်နဲ့ TikTok ကလည်းဆရာငယ်ဗီဒီယိုမှာဖြစ်ကြအောင်နဲ့ဆရာငယ်မိတ်ဆွေတွေအားလုံးဆက်ဆက်ရရအစဉ်ပြေလို့2026ကိုကန်ဆိုးတာတွေကောင်းတာတွေအားလုံးလက်ပြနှုတ်ဆက်ပြီး2026 ငါးခုနှစ်မှာအစိုးတွေဘလောက်ပဲဆွဆွဘလောက်ပဲညံ့ညံ့အဲ့ဒီအညံ့တွေအားလုံးကိုမြည်ပြလိုက်တော့ဆရာရဲ့အမိန့်ပြန်တဲ့ရေတရားမှာ2026မှာငါဟာကံကောင်းခြင်းတွေငါနဲ့အတူ2025မှာဆိုးခဲ့သမျှညံ့ခဲ့သမျှဂျိုးဆိုးဂျူညံ့ပပဂျူတွေနေခဲ့လိုက်တော့2026ဟာဆရာနဲ့အတူကံကောင်းခြင်းတွေကံကောင်းမှုတွေအစဉ်ပြေမှုတွေအားသာမှုတွေကောင်းမှုတွေဒါဆရာနဲ့အတူလိုက်ခဲ့ကြောင်းနဲ့ 2026မှာကံကောင်းခြင်းအစဉ်ပြေခြင်းနဲ့ကောင်းခြင်းအဖျားဖျားသာငါရှိကိုမိတ်ဆွေဖြစ်လိုက်ခဲ့စီလိုကြောင်းပြောရင်းနဲ့2025ခုနှုတ်ဆက်ခဲ့ပါတယ်